ောက်ရင်တောင်ပြထားတဲ့မိခင်နဲ့အတူမအီတူဖအီခွေးညီကိုမောင်နှမတွေကိုပါထောက်ပံ့ပေးရတဲ့ပိုင်တကွင်းရဲ့သတင်းထွက်ပေါ်လာပရိသတ်များအားလုံးမင်္ဂလာပါရှင်အီဂရစ်ဒိုင်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ပန်ဒဂွန်ကမိခင်ကြီးနာမည်ဖြတ်တယ်လို့မဟုတ်ဘဲမိဘကိုတိတက်လိမ်မာတဲ့သားလေးတယောက်ဖြစ်တယ်လို့နောက်အိမ်ထောင်ပြူထားတဲ့မိခင်ကိုလူပြိုပွားမှာတမိသားစုလုံးကိုလူကျွေးခဲ့ကြောင်းသတင်းတွေထွက်လာပါတယ်။အစပိုင်းမှာတော့ပြည်သက်တော်တော်များများကပန်ဒဂွန်ကိုအပြစ်တင်ခဲ့ကြတာအမှန်ပါပဲ။ဘာဖြစ်လို့လဲဆိုတော့မိခင်ဖြစ်သူဒေါ်ဂျူဂျူကိုရိုင်းကသမားရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာထက်ကနေသားဖြစ်သူကိုမိဘပေါ်မှာတာဝန်မကျေတဲ့တောင်းမိမစကားနားထောင်ပြီးတော့မိဘကိုမတူမတန်ပြောဆိုတဲ့သားဆိုပြီးတော့လူသိရှင်ကြားဆွဆွဲကမိ သားစုအဖြစ်ကနေစွန့်လွတ်လိုက်ကြောင်းကြေညာခဲ့လို့ပေါ့မိခင်ရဲ့ပြောစကားတွေအရပိုင်တကုံဟာအိမ်ထောင်ကြပြီးကလေးကအချိုးပြောင်းသွားတယ်ဇနီးတဲ့လင်းမြဖူးကလည်းမင်္ဂလာဆောင်ကလေးကရောက်ခမဘက်ကဆွေမျိုးတွေကိုတီးတန့်ခွဲချပြီးတော့အိတ်ခံကျွေးမွေးခဲ့တယ်အခုဆိုရင်ပိုင်တကုံကိုမိဘတွေနဲ့အဆက်အသွယ်ဖြတ်ခိုင်းထားတယ်လို့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာကိုတွေ့ရပါတယ်ဒါကြောင့်လူတွေကပိုင်တကုံကိုတထေးသမတ်ဖြစ်သွားပြီးပဝင်မြင့်ကမိဘကိုကြော်ချိုးမဲ့တာအဖြစ်နဲ့တတ်မှတ်ခဲ့ကြပါတယ် ဒါပေမဲ့အချိန်ခဏလေးအတွင်းမှာပဲဒီဇလန်ရဲ့တစ်ဖက်ချမ်းကအမန်တရားတွေတဖြည်းဖြည်းပေါ်ထွက်လာတဲ့အခါမှာပရိသတ်တွေရဲ့အမြင်တွေပြောင်းလဲကုန်မာတော့တယ်။အဓိကပေါက်ကွဲထွက်လာတဲ့တရင်ကတော့ပိုင်နဂုံဟာတာမန်သားလေးမှာတယောက်ချက်ပိုတဲ့ဝင်းတော့ဝင်းပိုးတွေကိုထန်းထားရတဲ့သူဖြစ်နေလို့ပါ။အတွင်းသည့်တရင်ရဲ့ကွက်တွေနဲ့ပိုင်နဂုံရဲ့အသားဝိုင်းကထွက်ပေါ်လာတဲ့တရင်တွေအရောက်ပိုင်နဂုံဟာလူပြိုဘဝအနုပညာအလုပ်တွေလုပ်နေတဲ့အချိန်တုန်းကရသမြအနုပညာကြီးတွေအားလုံးကိုမိခင်ဖြစ်သူထံမှအနှံခဲ့ရပါတယ်။ ဒီနေရာမှာပို့ပြီးတော့အင်ရောစရာကောင်းတာကပန်တကောရှာဖွေကျွေးမွေးနေတာက မိခင်အရင်ခောက်ခောက်တယောက်တည်းကိုမဟုတ်ပါဘူး။သူရဲ့မိခင်ကနောက်အိမ်ထောင်ပြူထားတာဖြစ်တဲ့အတွက် မိခင်ရဲ့မိခင်ရဲ့ခင်မွန်းတဲ့ပထွေးရဲ့အဲ့ဒီအိမ်ထောင်ထဲရထားတဲ့မအေတူဖအေခွဲညီကိုမောင်နှမတွေကိုပါပန်တကောကဦးစီးပြီးတော့ထောက်ပံ့ကျွေးမွေးခဲ့ရတာဖြစ်ပါတယ်။ ဒီအချက်ကတော်ရုံသားသမီးတယောက်လုံနိုင်တဲ့အရာမဟုတ်ပါဘူး။ကိုယ့်ရဲ့အသွေးသားရင်မဟုတ်တဲ့ပထွေးနဲ့တခြားမောင်နှမတွေကပါကိုကြုံမငဲ့ပဲရှာဖွေကြွေးမွေးခဲ့တာပါ။ဆရာဖြစ်သူဂျွန်လင်ကလည်းပိုင်တကုံဟာမြောက်တကုံမှာတိမ်မောင်းတောင်းချီတန်တဲ့အင်ဂျီတလုံးကိုမိခင်ရဲ့နာမည်ပေါင်းနဲ့ဝယ်ပေးထားခဲ့ကြောင်းစာရွက်စာတမ်းအထောက်အထားတွေနဲ့အတည်ပြုပြောကြားထားပါတယ်။ ဒါကိုကြည့်ရင်ပိုင်တကောဟာလူပြိုဘဝမှာမိဘနဲ့မိသားစုပေါ်မှာတာဝန်ကျေတာထက်ကိုပိုပြီးတော့လွန်ကဲခဲ့တယ်ဆိုတာညင်းလို့မရပါဘူး။ဒါဆိုရင်အခုဘာလို့ပြဿနာတက်နေတာလဲ။အဖြေကတော့ရှင်းပါတယ်။ပိုင်တကောအိမ်ထောင်ပြုတ်လိုက်တဲ့အခါမှာသူ့မှာကိုပိုင်မိသားစုကိုရဲ့ဇနီးတွေနဲ့တိဆောက်ရမယ့်အနာဂတ်ရှိလာပါတယ်။ အရင်တုန်းကလိုရှာသမျှပတ်စံအကုန်လုံးကိုမိခင်ရဲ့လက်ထဲမှာပုံအောပေးဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။ဒီလိုငွေကြေးစည်းစင်းမှုရပ်တန့်သွားတာတမမဟုတ်ညော်နေသွားတာကိုမိခင်ဖြစ်သူဘက်ကလက်မခံနိုင်မိငါ့ကိုပြစ်ပယ်သွားပြီဆိုပြီးတော့ပြဿနာရှာလူသိရှင်ကြဖွင့်ချခဲ့တာဖြစ်တယ်လို့သုံးသပ်ကြပါရစေ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ beauty blogger တဦးဖြစ်တဲ့ဆယ်လီဝင်းမင်းတန်းကလည်းသူမရဲ့အမြင်ကိုပုံမှန်လေးလေးပြောပြထားပါရယ်။ပန်ဒီကွန်နေနဲ့လူပြဘဝမှာတာဝန်ကျေခဲ့ပြီးဖြစ်လို့မိခင်ဖြစ်သူအနေနဲ့ဂျေနတ်တင်ကြောင်းလူဆိုတာကိုအိုးကိုအိမ်ထောင်ပြီးရဲ့ခါမှာမိဘကိုအရင်လိုပုံအောပြီးတော့မထောက်ပံ့နိုင်တော့တာကလောကအသဘာဝပဲဖြစ်ကြောင်းထောက်ပြထားပါတယ် တကယ်တော့သားသမီးဆိုတာမိဘကိုကျေးဇူးဆက်ရမှာမှန်ပေမဲ့မိဘကလည်းကိုယ့်ရဲ့သားသမီးအိမ်ထောင်ရဲ့သားကြသွားတဲ့အခါမှာသူတို့ရဲ့လွတ်လပ်ခွင့်နဲ့စီးပွားရေးအပိုင်းအခြားတွေကိုနားလည်ပေးဖို့လိုအပ်ပါတယ်။အခုဖြစ်စင်မှာတော့ပိုင်းတကုံဟာဇနီးတဲ့ရဲ့စကားကိုနားထောင်လို့မိဘကိုစွန့်ပစ်တာလားတမမဟုတ်မိခင်ဖြစ်သူကပဲအတားကြီးပြီးတော့သားဖြစ်သူရဲ့အိမ်ထောင်ရေးကိုဝင်ရောက်ဆွတ်ဖက်ရင်းနဲ့ ငွေကြေးအကျိုးမြတ်အတွက်လိုချင်နေလားဆိုတာကတော့ပရိသတ်တွေသွေးစားစရာဖြစ်လာပါတယ်။ကဲပရိသတ်ကြီးရောဘယ်လိုမြင်လဲ။မိခင်ရဲ့နောက်အိမ်ထောင်ရေးကပါလာတဲ့မိသားစုကိုပါထောက်ပံ့ခဲ့တဲ့ပိုင်းတကုံကိုလေးစားမိလား။ဒါမှမဟုတ်အခုချိန်မှာနည်းနည်းလေးယော့သွားတာနဲ့လူသိရှင်ကြားအဆက်ခွဲခံရတဲ့အဖြစ်ကိုကိုစင်းစားမိလား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။